ပြည်တွင်းသတင်းသဘောအနေနဲ့ပဲခူးတိုင်းပန်းတောင်မြို့နယ်ပကံကွဲအနီးကစစ်ကောင်စီပွိုင်63လုံးစခန်းကုန်းကိုပြန်လည်ထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းဟာအကြအစုံများပြီးနောက်ဆုတ်ရာကနေအေအေကလိုက်လံချိန်မုံတိုက်ခိုက်စဉ်စစ်တပ်ရဲ့ဂျားစခန်းငယ်တစ်ခုကိုထပ်မံတိုက်ပိုက်ခံခဲ့ရတယ်လို့သိရပါဗျ။ ပဲခူးတိုင်းပန်းတောင်မြို့နယ်ပကံကွဲအနီးကစစ်ကောင်စီ .63 လုံးစခန်းကုန်းကိုပြန်လည်ထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းဟာအကြအဆုံများပြီးနောက်ဆုတ်ရာကနေအေအေကလိုက်လံချေမုံတိုက်ခိုက်စဉ်စစ်တပ်ရဲ့ဂျားစခန်းငယ်တစ်ခုထပ်မံသိမ်းပိုက်ခံလိုက်ရတယ်လို့သိရပါတယ်။အဲ့ဒီထောက်ပို့စခန်းငယ်ကိုအေအေထန်သိမ်းပိုက်ခံရပြီးနောက်စစ်တပ်ဟာပန်းတောင်မြို့နယ်ကကပ္ပစာ16နဲ့နှမိုင်ကျော်ခန့်အကွာအဝေးပတ်ဝန်းကျင်နေရာတွေကိုဝိုင်းတွဲချက်ဒရုန်း တင့်ကအတွဲလိုက်ပြစ်တဲ့ဒုံးနေနဲ့ပါဆက်လက်ပြစ်ခတ်နေတယ်လို့သိရပါတယ်။လက်ရှိအေအေနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲဟာကပါစာ16အနီးထိရောက်ရှိလာတာကြောင့်စစ်ကူစစ်ကြောင်းတွေထပ်မံဆေလွတ်ထားပြီးမတုံချေးရပတ်ဝန်းကျင်မှာတပ်ဖွဲ့အင်အား900ခန့်တပ်ဖြန့်ထားတယ်လို့ဒေသခံစစ်ရေးတရင်ရင်းမြစ်ကဆိုပါရယ်ကပါစာ16ဝင်ပေါက်0.63လုံးစခန်းကုန်းကိုအေအေဥဆောင်တဲ့တော်လိုင်းရေးတပ်ဖွဲ့တွေက အော်တိုဘာလ14ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်စခန်းကုန်းကိုစစ်တပ်ကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာရာနေတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်လို့သိရပါဗျ။